အလုံးကျမဘေကင်းကြပါသေးဗျာ2025ခုနှစ်ဒီဇင်ဘာလ6ရက်နေ့နေကမိုင်းအတွက်뉴တစ္ဆာ channel ကနေပြီးတော့နောက်ဆုံးရတွန်လိုင်းသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးပါတော့မယ်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းတောင်းဆိုပါရစေခင်ဗျာဒီကနေ့တင်ပြဖို့ရွေးချယ်ထားတဲ့သတင်းတွေကတော့ဖာဘုံခံကိုစစ်ကူလာချတဲ့ခိတ္တပြူဟာမှုဒုပုံမှုကြီးအောင်မြတ်မှုအပါဝင်အရာရှိစစ်တီ15ဦးတေဆုံးတယ်ဆိုတဲ့သတင်း နောက်တပင်းလေကြောင်းတိုက်ခိုက်မှုမှာကလေးငယ်2ဦးအပါအဝင်ပြည်သူ18ဦးသေဆုံးတယ်ဆိုတဲ့အကြောင်းနောက်ပြီးတော့ဒီမန်အောင်မြို့မှာမဲယုံလုံကျော်ရေးယူထားတဲ့ခလာရ34ကဘူဂျီတူးအနိကလုံချံခံရတယ်ဆိုတဲ့သတင်းတွေလည်းရှိပါတယ်နောက်ပြီးတော့ဒီစစ်တပ်ကကယင်းနီပြည်နယ်မြို့နယ်5ခုကိုစစ်ကြောင်း3ကြောင်းနဲ့စစ်ကြောင်းထိုးနေတယ်လို့သိရပါတယ်ဒီနိုင်ကန်တောင်ကိုစစ်ကူလာတဲ့စစ်ကော်မရှင်စစ်ကြောင်းကိုအေအေကကြားဖြတ်တိုက်ခိုက်လို့စစ်ကြောင်းပြတ်သွားတယ်လို့ဆိုပါတယ်ခင်ဗျာ ပြီးတော့ဒီအေယာဝတီတိုင်းတက်မှာပဲဒီအရာရှိတွေပါတည်ဆုံထိကိုက်တန်ရာအထိနာများနေလို့စစ်တပ်အတိုင်းဝိုင်းမှာအတော်လေးကြရထနေတယ်ဆိုတဲ့သတင်းတွေစုစည်းတင်ဆက်ပေးဖို့ရှိပါတယ်ခင်ဗျာပထမဆုံးသတင်းအနေနဲ့ကရင်ပြည်နယ်ကဒီဒူးဗျူဟာမှုအပါဝင်59ရလောက်တည်ဆုံထားတဲ့သတင်းနဲ့စတင်ကြပါတယ်ဒီနိုဝင်ဘာလ21ရက်နေ့ကရင်ပြည်နယ်ဖားပုံခရိုင်မှာစစ်စင်ရေးတွေကြီးကြပ်ကိုကဲမဲ့ခိတ္တဗျူဟာမှုဒုတိယဗိုလ်မှူးကြီးအောင်မြတ်မှုအပါဝင် စစ်ကူတွေကို MI 16ရဟယင်နဲ့လာရောက်ချထားတဲ့အချိန်မှာ KNL နဲ့ PDF ပူးပေါင်းတပ်တွေကသတင်းရတိုက်ခိုက်တာမှာဒုတိယဗိုလ်မှူးကြီးအောင်မြတ်မိုးအပါဝင်15ဦးသေဆုံးသွားခဲ့တဲ့အကြောင်းအဲ့ဒီနောက်အဲ့ဒီတခြားရဟယင်တစ်စီးနဲ့ဒုတိယဗိုလ်မှူးကြီးအောင်မြတ်မိုးရဲ့အလောင်းအပါဝင်အရာရှိတွေရဲ့အလောင်းတွေကိုတောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုပြန်လဲတည်ယူသွားခဲ့တဲ့အကြောင်းသိရပါပါတယ်ခင်ဗျာ အဲ့ဒီရဟယင်နဲ့လာချတာကနေ့လယ်ပိုင်းလောက်မှလာချပေးတာအဲ့ဒါကိုသတင်းပေါက်ကြားပြီးတော့တဖက်အဖွဲ့အစည်းကနေပြီးတော့လက်နက်ကြီးလက်နက်ငယ်60မမတွေရော drone ဘုံးတွေနဲ့ပါတိုက်ခိုက်တာရဟယင်ပေါ်ပါဒုပုံမူကြီးအောင်မြတ်မိုးအပါဝင်အရာရှိစစ်တီ15ဦးလုံးကြသွားတယ်လို့နေပြီးတော့စစ်ဘက်သတင်းရင်းကပြောဆိုပါရယ် CDM ဘူကြီးဇင်ယောကလည်းဒီတောင်မတိုင်းစစ်ထဏာချုပ်က A1 ဒုတိယဘုံမူကြီးအောင်မြတ်မိုးနဲ့အဖွဲ့ရဟရင်ဘော်ကချအပြီးတိုက်ခိုက်ခံရတာကြောင့် စစ်အရာရှိဒီအရာရှိငယ်နဲ့စစ်တီစုစုပေါင်း15ဦးတေဆုံးကြောင်းအတည်ပြုပြောဆိုပါတယ်ခင်ဗျာသူပြောဆိုတာကတော့ဒီစစ်တောင်းမြင့်အရှိဖက်ချမ်းအဓိကကြောက်ကြီးနယ်မြေတဲကိုအဓိကရုပ်ကောက်ပွဲလှုပ်ချင်တော့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရုံးကနေပြီးတော့ A1 တွေ G1 တွေပါအလက်ကျစစ်စင်ရေးထွက်ရတဲ့အချိန်မှာ A1 အောင်မြမိုးတို့အဖွဲ့ကစစ်ကူလိုက်သွားရတာ ပို့ရလဲရဟင်းနဲ့ပို့တာသေးကြတယ်အဲ့ဒီမှာတက်ခိုက်ခံပြီးတော့နှစ်အပေါင်း73 on the sports အလုံးပေါင်း15ယောက်ကြတယ်စီမှုတယောက်လည်းကြတယ်တန်ယုံစုပေါင်းဆက်ပေါင်းဖွဲ့တွေလို့သိရတယ် KNU ဘက်ကလည်းတရင်တိကျရပြီးတော့စောင့်ကြိုတိုက်ခိုက်တဲ့အနေထား short တိုက်တုံးနဲ့ပြစ်တယ်လို့တော့တော်တော်များများတော့ပြောကြတယ်ဒါပေမဲ့အနေထားကတော့ short တိုက်တုံးနဲ့ပြစ်တဲ့အနေထားမျိုးမဟုတ်ဘူးလို့မြင်ရတယ်အဲ့ဒီဘက်မှာအတုံများတာကပရိသာမိုင်းနဲ့မိုင်းဆွဲတိုက်ခိုက်ရတဲ့အနေထားမျိုးလို့ CDM ဘူကြီးဇေယောက ုံသက်ပြောဆိုပါရယ်ခင်ဗျာဒီဒုတိယဘုံမူကြီးအောင်မြမိုးနဲ့အဖွဲစစ်ကူအဖြစ်ရဟတ်ရင်နဲ့တွားရောက်ပို့ဆောင်တဲ့တရင်ပေါက်ကြားလို့တိုက်ခိုက်ခံရအပြီးမှာအဲ့ဒီကြာဆုံးသွားတဲ့ဖြစ်စဉ်ပေါ်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှာစုံခုံဖွဲ့ပြီးတော့စစ်ဆေးလျက်ရှိပြီးဒီတိုင်ယုံကအရာရှိစစ်တီနဲ့မိသားစုဝင်အ ਨੇ သုံး100နီးပါးရဲ့ဖုံးတွေကိုစစ်တပ်ကစစ်ဆေးလျက်ရှိတယ်လို့သိရပါပါတယ်ခင်ဗျာတရင်ပေါက်ကြားလို့တိုက်ခိုက်ခံရတာတော့ ပေါက်တဲ့ဘဲကသတင်းပေါက်လဲဆိုတာလိုက်နေကြတယ်အခုသီးသလောက်တော့တိုင်းယုံကအရာရှိစစ်တီနဲ့မိသားစုဝင်100လောက်ရဲ့ဖုံးတွေကိုဆက်ရဖကယူပြီးစစ်ဆေးတယ်ဖမ်းဆီးတာမျိုးတော့မဟုတ်ဘူးဖုံးတွေကိုသိမ်းပြီးစစ်နေတာလို့နေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်ကရှင်းပြတာဖြစ်ပါတယ်ခင်ဗျာနောက်သတင်းတစ်ပုဒ်ကတော့ဒီသကိုင်းတိုင်းတပင်းနယ်မှာလေကြောင်းတိုက်ခိုက်လို့လူသေဆုံးမှုများတဲ့သတင်းကိုဆက်ပြီးတင်ပြကြပါမယ် ဒီသကိုင်းတိုင်းတပင်းမြို့နယ်အရှိချောင်းမရကရွာလက်ဖက်ရည်တိုင်းမှာမြန်မာဘောလုံးအသင်းရဲ့စီကိန်းဖွင့်ပွဲကိုစုကြည့်နေတဲ့အချိန်စစ်တပ်ကဂျက်ဖိုက်တာနဲ့ဗုံးကျဲချတာကြောင့်တေဆုံးသူ20ဦးထိရှိလာပြီလို့မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကနေပြီးတော့သိရပါဗျာခင်ဗျာလေကြောင်းတိုက်ခိုက်မှုအတွင်းမှာကလေးငယ်2ဦးအပါအဝင်ပြည်သူ78ဦးတေဆုံးခဲ့တဲ့အကြောင်းတပင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပအဖကထုတ်ပြန်ပါဗျာ မနေ့ကဒီဇင်ဘာလ9ရက်ည8နာရီလောက်ကတပင်းမြို့နယ်အရှိချမ်းမရကန်ကျေးရွာကိုစစ်တပ်ကဂျက်ဖိုက်တာနဲ့အကြောင်းမဲ့လေကြောင်းပစ်ခတ်တိုက်ခိုက်ခဲ့လို့နေအိမ်တွေပျက်စီးပြီးတော့ပြည်သူကတော့ဒီ20လောက်ပွဲချင်းပြီးတည်ဆုံးကအများပြားဒဏ်ရာရရှိတဲ့အကြောင်းတပင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအတည်ပြုပါတယ်တည်ဆုံးသူတွေထဲမှာ9နှစ်အောက်ကလေးငယ်2ဦးနဲ့မျိုးသမီးတွေလည်းပါဝင်တယ်လို့သိရပါတယ်လက်ရှိအချိန်ထိအသက်အန္တရာယ်ဆိုးရင်ရတဲ့ ထိကိုက်ဒဏ်ရပြည်သူတွေလည်းရှိနေလို့အခြေအနေကိုဆက်လက်စောင့်ကြည့်နေရတဲ့ဖြစ်တဲ့အကြောင်းတပင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဆိုပါတယ်စစ်ကောင်စီဟာရွေကျက်ရှိရှိနဲ့အများပြည်သူနေထိုင်ရာကျေးရွာတွေကိုလေကြောင်းနဲ့ဇက်တိုက်ပစ်ခတ်တိုက်ခိုက်တပ်ဖြတ်နေလို့ပြည်သူတွေလေကြောင်းအန်တရဲအထူးဂရုစိုက်နေထိုင်ကြဖို့တပင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတိုက်တွန်းနှိုးဆော်နေပါတယ်ခင်ဗျာ နောက်တရင်တပုတ်ကတော့မန်အောင်မြို့မှာမဲယုံလုံကျွေးယူထားတဲ့ခလာရ34ကဗိုလ်ကြီးတူအနိကလုံကြံခံရတဲ့ဆိုတဲ့တရင်ကိုဆက်တင်ပြပါမယ်ရခိုင်ပြည်နယ်မန်အောင်မြို့မှာမဲယုံလုံကျွေးယူဖို့ရောက်ချိနေတဲ့ကြောက်ဖြူအခြေဆိုင်ခလာရ34ကဘူကြီးတူအနိကလုံကြံခံရလို့တည်ဆုံသွားတာလို့သိရပါဗျ။ဒီဇင်ဘာလ4ရက်ညနေပိုင်းမှာနှစ်နာရီအချိန်ပြစ်ခတ်ခံရပြီးတော့ဒီမန်အောင်ပြည်သူ့စေယုံကိုယူသွားပြတဲ့နောက်တည်ဆုံသွားခဲ့တာလို့ ဒေတာတွင်သတင်းရေးမြစ်တခုကပြောပါရခင်ဗျာဒီဇင်ဘာလ၄ရက်ည၂နာရီမှာဖြစ်တာဆေးရုံကိုယူလာပြီးတော့၂နာရီလောက်အကြာမှာမနေ့အစောကြီး၄နာရီလောက်တည်သွားတယ်လို့သိရတယ်ချင်းချင်းပြစ်တယ်လို့တော့ပြောနေကြတာပဲလို့ပြောပြပါရခင်ဗျာဒီတည်ဆုံးသူဗိုလ်ကြီးဟာချောင်းမြောင်ပြစ်ခတ်ခံရတယ်လို့ကြားသိရတဲ့အကြောင်းတစ်ချက်ထက်ပြစ်ခတ်ခံရတာဖြစ်တဲ့အကြောင်း၎င်းကဆက်လက်ပြောဆိုပါရဲအဲ့ဒီဗိုလ်ကြီးပြစ်ခတ်မခံရမီကလူရဲမြင်လို့ထွက်ကြည့်ရမှာပြစ်ခတ်ထားတယ်လို့လည်းပြောကြပါရဲ့ သူတို့ကမြို့နဲ့မနီမဝဲမှာစောက်ထားတဲ့စစ်ခမ်းမအနီးမှာပြစ်ခတ်ခံရတယ်လို့လည်းကြားတယ်။လူရင်းနဲ့အတူခဏအကြာမှာတနတ်မောင်းတင်တန်းကြားလိုက်ရလို့ထွက်အကြည့်မှာအနီးကပ်ပြစ်ခတ်ခံရတာကိုဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်ခင်ဗျာ။ဒီကြောက်ဖြူမြို့နယ်အခြေစိုက်ချင်းမြန်တက်ရင်ခလရ34ကစစ်ကြောင်းတစ်ခုဟာမအောင်မြို့ကိုမဲယုံလုံးကျုံရဲ့အတွက်ရောက်ရှိနေတာလို့သိရပါတယ်။ ။နောက်ထပ်ဒေသခံတယောက်ကလည်းသေဆုံးတာမှန်တယ်ပြစ်ကတ်ခံပြီးတဲ့နောက်မှာဒဏ်ရာနဲ့မအောင်စေယုံကိုပို့ဆောင်ခဲ့ပေမဲ့မနေ့၄နာရီမှာသေဆုံးသွားတယ်။မနေ့ပိုင်းဒီသတင်းကြတော့အနိကသွားကြည့်မလို့လောက်တာဆေးရုံကိုမဝင်ရဘဲဒါစီခံရလို့ပြန်လှည့်လာခဲ့တယ်လို့ဒီနရင်စရာသတင်းဌာနကို ပြောဆိုထားတာဖြစ်ပါတယ်ခင်ဗျာအခုပြစ်ခတ်မှုမှာတတ်တွင်းအချင်းချင်းမပြေလည်ရာကနေပြီးပြစ်ခတ်မှုဖြစ်တဲ့အကြောင်းခိုင်းလုံတဲ့သတင်းအီးမေးလ်တွေကပြောဆိုခဲ့တယ်လို့လည်း၎င်းကပြောပါတယ် ဘူကြီးအဆင့်ဖြစ်သူတဦးတည်ဆုံးမှုကြောင့်အကျံဖက်တတအများပြမောင်မြို့အတွင်းမှာလုံခြုံရေးတိုးမြင့်ပြီးတော့၎င်းတို့တက်ခိုတဲ့နေရာအနီးဝန်းကျင်မှာလည်းကိလက်ရာတွေပုံမှုလှုပ်ဆောင်နေတယ်လို့ဒေတာတွင်သတင်းအရေးမြစ်တွေကပြောကြပါတယ်ခင်ဗျာနောက်ကရင်ဘက်ကသတင်းကိုဆက်ပြီးတင်ပြကြပါမယ်စီးအခြေအနေဖြစ်ပါတယ်ခင်ဗျာ ဒီကရင်နီပြည်နယ်မြို့နယ်၅ခုကိုအာဏာသိမ်းစစ်တပ်ကအနည်းဆုံးစစ်ကြောင်း၃ကြောင်းစီနဲ့စစ်ကြောင်းထိုးနေတဲ့အကြောင်းကရင်နီအမျိုးသားကကော်ရေးတပ် KNDF ဘူသတင်းနဲ့ပညာရေးတာဝန်ကတာအဆုကပြောကြားတာဖြစ်ပါတယ်ဖဲခွန်လွိုက်ကောဘောလ်ခဲဖရူဆိုဒီမော့ဆိုတို့မှမြို့နယ်တစ်ခုကိုအနည်းဆုံးစစ်ကြောင်း၃ကြောင်းလောက်နဲ့ထိုးနေတယ်တောင်စလုံးနဲ့အနီနာတဝိုက်ကိုစစ်ကောင်စီကဒရုန်းနဲ့တိုက်ခိုက်တာတွေမိလောင်ပုံချတာတွေရှိတယ်လို့၎င်းကဆိုပါတယ်ခင်ဗျာ အဲ့ဒီစစ်ကြောင်းထိုးနေတာကြောင့်တော်လန်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေပြီးတော့စစ်တပ်ဘက်ကအထိကိုက်တွေရှိနေတဲ့အကြောင်းတာအစိုးကပြောပါရတယ်။အဲ့ဒီစစ်ကြောင်းထိုးနေတာကြောင့်ပြည်သူတွေအနေနဲ့လုံခြုံရေးသတိရှိဖို့လည်းတိုက်တွန်းထားပါရခင်ဗျာ။စစ်တပ်က၎င်းတို့ကျင်းပမဲ့ရုပ်ောက်ပွဲကိုလာမဲ့ဒီဇင်ဘာ28ရက်နေ့မှာစတင်ကျင်းပမှာဖြစ်ပြီးတော့ကရင်နီပြည်နယ်လွိုက်ကောဘောလ်ခဲဖရူဆိုဒီမော့ဆိုတို့မှာကျင်းပမှာဖြစ်တယ်လို့လည်းကြေညာထားပါရ။ဒီရွေးကောက်ပွဲကျင်းပရေး နယ်မြေပြန်လည်ရရှိဖို့ကရင်ပြည်နယ်အတွင်းမှာရှိတဲ့အင်အားလုံးရင်းနဲ့စကြောင်းထိုးနေပြီးတော့အယတပြမှတ်တွေကိုလေကြောင်းလက်နက်ကြီးဒုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်လျက်ရှိပါတယ်။ပြီးခဲ့တဲ့ဒီသမလာ၂ရက်နေ့ကလည်းပင်လောင်းဖက်ခုံနယ်စပ်တောင်စလုံးကျေးရွာကိုစစ်တပ်စကြောင်းဝင်ရောက်လာပြီးတော့နေအိမ်တွေကိုမိရှုဖျက်ဆီးခဲ့တဲ့အကြောင်းဒေသခံတွေကပြောပါတယ်ခင်ဗျာ။နောက်ထပ်တရင်တပုတ်ကတော့အဲ့ဒီရှမ်းတောင်တိုက်ပွဲမှာစစ်တပ်အရာရှိအပွားဝင်၉ဦးသေဆုံးတဲ့ကြောင်းတင်ပြလိုပါတယ် ရှမ်းတောင်ပင်လောင်းနဲ့ဖဲခုံမြို့နယ်အစပ်မှာကြေးရွာတွေကိုစစ်ကောင်စီတပ်နဲ့ BNU ပြည်သူစစ်တွေကဒီထိုးစစ်ဆင်နေတာကြောင့်တော်လိုင်းအန်သူတွေနဲ့နေစဉ်တိုက်ပွဲဖြစ်ပွားနေတာလို့ဆိုပါတယ်ခင်ဗျာနေတိုင်းနေပါတိုက်ပွဲဖြစ်နေပါတယ်ကျွန်တော်တို့နဲ့မဟာမိတ်ကင်းပေါက်တွေပေးနေရတာတွေရှိတယ်စစ်ခွေးဘက်ကတော့အထိခိုက်ကြဆုံများတယ်ပြီးခဲ့တဲ့ရက်ကတိုက်ပွဲမှာစစ်ခွေးက နှစ်ပွင့်အရာရှိတကောင်အပါဝင်မျက်မြင်ကိုကောင်သေးတယ်အရှင်နှကောင်ကိုလည်းကျွန်တော်တို့ဘက်ကဖမ်းမိထားတယ်လို့မြေပြင်ရဲဘော်တဦးကပြောပြပါတယ်။ဒါအပြင်လက်နက်ဆက်လက်နက်စစ်သုံးပစ္စည်းတွေကလည်းတင်စီရရှိထားတယ်လို့လည်းသူကပြောပါတယ်။လက်နက်ကြီးတွေဒရုန်းတွေစူဆိုင်အသေးခံဒရုန်းတွေနဲ့နေတိုင်းတုံးပြီးတော့ရန်တန်ထုနေတယ်တောင်စလုံးရွာကိုတော့စေအုစုကမိရှုနေတာရှိတယ်လို့ရှမ်းပြည်တောင်ပိုင်းစီးရီးတရေအေးမြစ်ကပြောပြပါဗါတယ်ပြီးခဲ့တဲ့နိုဝင်ဘာလက ဒီဖက်ကွန်မြူနယ်ဘောရန်ကျေးရွာနေတိုက်ပွဲမှာ PNU ဘက်ကဗိုလ်မှူးသုံးဦးတေဆုံးပြီးတော့တပ်သားအဆင့်တေဆုံးသူတွေလည်းများတယ်လို့ပအိုစစ်ရေးတရင်အရေးမြစ်ကပြောတာပါအော်တိုဘာလဒုတိယပတ်ကစပြီးတော့စစ်ကောင်စီတပ်နဲ့ BNO ပြည်သူ့စစ်တွေကအာ900လောက်အုံပြုပြီးတော့ပင်လောင်းနဲ့ဖက်ကွန်မြူနယ်ဘက်ကိုစစ်ကြောင်းထိုးနေတာဖြစ်ပါတယ်အဲ့ဒီစစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေကြောင့်ပြည်သူတွေအနေနဲ့လုံခြုံစွာနေဖို့နဲ့ လုံညုံစွာတွာလာဖို့မိုးပြဲလင်းယုံတပ်ဖွဲ့ကလည်းတရင်ထုတ်ပြန်ထားပါရခင်ဗျာ။ကဲနောက်နိုင်ရကတောင်ကနောက်ဆုံးစီအခြေအနေကိုဆက်ပြီးတင်ပြပါမယ်။နိုင်ရကတောင်စခန်းကိုစစ်ကူလာတဲ့စစ်ကော်မရှင်စစ်ကြောင်းကိုအရကတက်တော်ကကြားဖြတ်တက်ခတ်ပြီးတော့လက်နက်တွေနဲ့တင်းယူလိုက်တယ်လို့သိရှိရပါတယ်ခင်ဗျာအရကတက်တော်ဝိုင်းရံပိတ်ဆို့ထားတဲ့အမ်ဘရန်လမ်းပေါ်ကနိုင်ရကတောင်စခန်းကိုဒီဇင်ဘာ9ရက်နေ့နေ့လယ်ပိုင်းက အင်အား90ပါတဲ့စစ်ကြောင်းတစ်ခုကိုကြားဖြတ်တိုက်ခိုက်ခဲ့တာပါမင်းညာကနေ့လယ်2နာရီလောက်မှာပစီရွာနာကစစ်ကော်မရှင်စကန်ကိုတက်လာတဲ့စစ်ကြောင်းကိုကြားဖြတ်တိုက်တာပါစစ်ကြောင်းကတော့အကြဆုံးတွေနဲ့နောက်ပြန်ဆုတ်သွားပါတယ်လို့စစ်ရေးတရင်အရေးမြစ်ကပြောပါတယ်အဲ့ဒီစစ်ကြောင်းကလက်နက်ခရမ်းတွေကိုအရကတက်တော်အီဘက်ကတင်းစီလိုက်တယ်လို့လည်းဆိုပါတယ် စစ်ကောင်စီရဲ့ချင်းလင်းစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခံပြီးတဲ့နောက်မှာအဲ့ဒီနေရာကိုညနေ၄နာရီနဲ့၈နာရီတို့မှာလေကြောင်းကနေလာရောက်တိုက်ခိုက်ခဲ့တယ်လို့လည်းဒေသခံတရင်အရင်မြစ်ကပြောပါရယ်။နိုင်ရကံဗျူဟာကိုအရကတက်တော်နဲ့တော်လန်ကြီးအဖွဲ့တွေကဝိုင်းဝန်းပိတ်ဆို့ထားပြီးတော့ကားလမ်းနဲ့ချင်းလင်းလမ်းပိုင်းတွေကိုလည်းဖြတ်တောက်ထားပါရယ်။ စစ်ကောင်မချင်းကနိုင်ရံတောင်ပေါ်မှာပြိမိနေတဲ့အကျဉ်းချန်တက်တွေကိုလေချောင်းကနေရိခါထောက်ပို့နေပြီးတော့အတော်များများကိုလည်းတွန်လိုင်းအဖွဲ့တွေကသိမ်းယူထားပါတယ်လို့သိရပါတယ်ခင်ဗျာ။နောက်သတင်းတစ်ပုဒ်ကတော့ဒီ AA နဲ့ဆက်ဆက်တဲ့သတင်းပါပဲခင်ဗျာ။ဤအဝရီတိုင်းတာပေါင်းမြို့နယ်မှာယခုရက်ပိုင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွက်မှာစစ်တပ်အရာရှိတချို့ထိခိုက်ဒေဆုံးပြီးတော့စေကုသနေသူတွေအတွက်လုံလောက်တဲ့ထောက်ပံ့မှုတွေမရတဲ့အပေါ်မှာစစ်တပ်မိသားစုဝင်တွေကဝေဖန်နေကြပါတယ် ဒီတာပေါင်းမျိုးနဲ့တာပေါင်းကလေးရွာပတ်ဝန်းကျင်မှာတက်မ66လက်ခွန်တက်ရင်တွေနဲ့ရကတက်တော်အေးဥဆောင်တဲ့ပူပေါင်းတက်တွေတိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။တိုက်ပွဲကဇက်တိုက်ပြင်းနေတာဖြစ်ပြီးတော့စစ်တပ်ဘက်မှာအထိကိတ်အတော်များတယ်။ပသိမ်မှာစိတ်ကူးနေရတဲ့သူတွေရှိတယ်လို့မင်္ဂလာတုံစစ်စေးရုံကိုပို့ပြီးကူရတာတွေလည်းများတယ်။ရာရှိတွေပါထိတော့မိသားစုဝင်တွေလည်းအလုပ်ပြတ်တယ်။ ဒဏ်ရာပြင်းထန်တဲ့သူတွေကစိတ်ဓာတ်တွေကျနေပြီးတော့ရှီတန်းကတိုက်ပွဲကလည်းတရင်ကောင်းမရှိဘူးလက်နက်တွေဆုံးတာလည်းရှိတော့အေးအေးယူခံရသေးတယ်လို့တာပေါင်းတိုက်ပွဲမှာဒဏ်ရာတဲ့ဗိုလ်ကြီးအဆင့်ရှိသူတဦးရဲ့မိသားစုဝင်တဦးကပြောပြပါဗျ။အခုဒီပိုင်းဖြစ်တဲ့တိုက်ပွဲမှာအနာသိန်းစစ်တပ်ကဗိုလ်မှူးတဦးသေဆုံးခဲ့ပြီးတော့ဒီဇင်ဘာလ၂ရက်နေ့မှာတော့ပသိမ်မြို့ကရွှေမြင်တင်တုတ်တံမှာလုံခြုံရေးအများပြားချပြီးတော့တကြိုခဲ့တယ်လို့လည်းသိရပါဗျခင်ဗျာ။ ဒီအေယော်ရီတိုင်းမှာတိုက်ပွဲဆဖြစ်တဲ့2024ခုနှစ်ဒီဇင်ဘာလအတွင်းမှာအနာသိမ့်ဒူခေါင်းဆောင်ကိုတိုင်ပသိမ်မြို့ကိုရောက်ရှိလာပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစစ်မှုရန်တင်နန်းစင်းတွေနဲ့ဒီတိုက်ပွဲတွေထွက်မပြေးဖို့စီယုံခဲ့ပူပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းကလည်းစစ်ကောင်းဆောင်ကိုတိုင်အေယော်ရီတိုင်းကိုရောက်လာပြီးတော့စီယုံရင်ချင်းသွားပါသေးတယ်ခင်ဗျာလက်တလုံးမှာအေယော်ရီတိုင်းအတွင်းတာပေါင်းမြို့နယ်အပြင်ရွှေတောင်ရံနဲ့လေးမျက်နှာမြို့နယ်တွေမှာလည်းတိုက်ပွဲတွေဖြစ်နေပါတယ် အရာရှိတွေသေးသရင်သာအတန်ထွက်တာစစ်မှုထမ်းဒဏ္ဍာရီတွေနဲ့ပတ်သက်လာရင်ဘာမှမကြားရတော့ဘူးရက်ွက်ထက်ကနေခေါ်သွားတယ်ပြီးတော့အဆက်အသွယ်မရတော့ဘူးအဲ့ဒီလိုလူတွေအများကြီးပဲလို့ EAW တိုင်းဒနုပြူမြို့ကန်တူကပြောပြပါဗါတယ်တိုက်ပွဲတွေထဲမှာအထိနာနေတဲ့စစ်တပ်ကရသပြည်သူတွေရှိတဲ့ခြေရွာတွေကိုပြစ်မှတ်ထားပြီးတော့လေကြောင်းကနေတိုက်ခိုက်နေတယ်လို့လည်းဒေသခံတွေကပြောကြပါဗါတယ်ပြီးခဲ့တဲ့အော်တိုဘာလာ 23ရက်နေ့ကလေးမျက်နှာမြို့နယ်စပင်းကျေးရွာကိုစစ်ကောင်စီကလေကြောင်းကနေပုံကျဲလို့အရတား24ဦးထံမှနဲ့တေဆုံးခဲ့တဲ့အကြောင်းအေယာ PDF အမှတ်29ပြည်ဟာကတည်င်းထုတ်ပြန်ခဲ့ပါသေးတယ်ခင်ဗျာဒီဇင်ဘာလ6ရက်နေ့နေကမိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီမြတ်တာပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်